はい、皆さんこんばんは。ぬえです。アンドリーダマイにね、私にね、もう追いやられたとりいいこうじゃとばび。ボルレそれじゃれま、アンドリーグラマー転びろ、タンキーも見ません。かにれ、ピニャダナも転びぶ、そびろ描けやぼな。タンキーやれクイズにも見てばう。အဲ့မှာမှာတချီက N4 တွေ N5 တမားတွေအတွက် depend လေးပြီးတော့တို့အတွက်ကိုပညာတနာတွေဆက်ပြီးတော့ sharing လုပ်ပေးနေခဲ့ပါတယ်။အာဒီမှာဟိုတနေ့ကတချီက post လေးတစ်ခုတင်လိုက်တယ်ပေါ့နော်။အဲ N4 တွေဒီ week ပေါ့နော်ဆိုမှတုံးမဲက ဝိကဝန်ဝိတူဝိသရီပဲဝတ္တိရအချုပ်လုပ်ပေးခဲ့ရတယ်4 5 6ရအချမ်းကြီးတည်းအောင်နော်အဲ့ဒါနဲ့4လေးရအချုပ်ကိုလုပ်ပြီးရမလားလုပ်ပြီးမှဟိုတကယ်လို့လိုချင်နေတဲ့သူရှိရဆိုရင်မန့်ခဲ့ပြီးဆိုတော့လေဝတ္တိတကယ်မထင်တာဟုတ်ဒီကအများကြီးပဲဝင်မန်းထားကြတယ်ပေါ့နော်အဲအအန်ဒရီယာကိုခုချိန်ကြီးမျောနေသေးတာပါလားဆိုတာတိလိုက်ရတော့အားတက်သွားပြီးတော့အလုပ်ဒီမှာအားရခြားတွေကနေပြီးတော့အဆင်ပြေစီဖို့အတွက်ဝတ္တိရှိဗီဒီယိုလေးရိုက် ပေးခဲ့ပါတယ်။အာအလုပ်တွေပြီးသွားတော့တနင်္ဂနွေစတင်ချိန်နေနဲ့လုံးပန်းပြီးတော့ရိုက်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်ဝတိရှိတို့ဖက်မှာကမငြိမ်မသက်ချင်နေရေဆိုတော့ပဝင်ချင်းချင်းနီအားလုံးအားလုံးကိုထည့်ထွက်ပြီးတော့ရိုက်ရတယ်ပေါ့နော်ရိုက်ရတာဆိုတော့ကြတော့တော်တော်ကြီးကိုဗီဒီယိုတပုတ်ရဖို့အတွက်ပြင်ဆင်ရပါတယ်။အဲ့တော့စိတ်လောပြီးတော့အမားတွေပါသွားခဲ့ရင်လေချစ်တဲ့စိတ်လေးနဲ့နားလေပြေးကြပါလို့ဟင်ယိုးဆုံးချုပ်ပြောထားပြစီ။ ကဲအဲ့ဆိုရင်ဝတ္တကြီးရဲ့ channel ကဒီနေ့မှ video တိုင်းကိုလုံးမသွားကြည့်မှုဆိုရင် channel လေးကို subscribe လေးလုပ် notification လေး on ထားခဲ့ပြီးပါနော်တကယ်လို့ကိုကဝတ္တကြီး channel လေးကအကျိုးရှိတယ်ဆိုပြီးသူများတွေလည်းသိစေချင်တယ်ဆိုလို့ရှိရင်တော့ဝတ္တကြီးဒီ channel လေးကိုညွှန်ပြပို့လဲမမေ့ပါနဲ့အောင်နော် like တီ comment နေနေလေးဝတ္တကြီးကို support တင်ပြလို့ရပါတယ်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ကြည့်ပြဖို့တောင်းဆိုပါစီဒါဆိုရင်ဝတ္တကြီး week 4ရဲ့အချုပ်ကိုဆက်ပြီးတော့ပြောပြပေးပါမယ်နော် ကဲဝတ်ရှိရောဒီနေ့ကတော့ Andre Somadome စာအုပ်ရဲ့၄ဘက်ပေါ့နော်၄ဘက်မြောက်ကိုပတ်ရှိရော၄ဘက်မြောက်ရဲ့၆ရက်မြောက် grammar pattern အားလုံးကိုတစုတစည်းရဲ့ပြန်ချုပ် revision ပြင်ပြထားတဲ့ video လေးဖြစ်ပါတယ်။အာဝတ်ရှိရှိအရင်ကပို့စတင်ခဲ့ရပေါ့နော်အဲ့ဒါပြီးတော့ဒါထပ်ပြီးတော့ရက်ပြထားတာဖြစ်ပါတယ်။အဲ့မှာဆိုရင်ဝတ်ရှိတို့ကဒီ၄ဘက်မြောက်မှာဆိုရင် noun နဲ့ပတ်သက်တဲ့ grammar pattern ၃ခုအရင်မှတ်ရမယ်။ noun နဲ့ပတ်သက်တာ၃ခု။ဘာလဲဆိုလို့ရှိရင် noun ni တုတ်တဲ့နဲ့ noun နန်းကာရဲ့ noun ni ခါဝတ်တဲ့ ဲ့မှာပထမအဆုံးနောင်းနီတုတ်တယ်နောင်းနီတုတ်တယ်ဆိုတာနောင်းအတွက်တော့ဒီရှေ့ကနောင်းကြီးဘက်ကနေကြည့်ပြီးပြောတာမျိုးကျွန်တော်အတွက်တော့ပတ်စံဆိုတာအရေးကြီးဆုံးပဲကျွန်တော်အတွက်တော့မိသားစုဆိုတာအရေးကြီးဆုံးပဲရမရဆန်အတွက်ကတော့လေအဲသူ့ရဲ့ကသူ့ရဲ့အသက်ပဲစသဖြင့်ကွာအဲ့ဒီရှေ့ကနောင်းကြီးပေါ်မှာကြည့်ပြီးတော့ပြောချင်ရင်နောင်းနီတုတ်တယ်ဆိုပြီးတော့ပြောပါမယ်နောင်းနီတုတ်တယ်ကနောင်းနီတုတ်တယ်မို့ဆိုပြီးတော့လေသုံးလို့ရတယ်ဒီမှာဆိုရင်ဝတ်တဲ့ရှင်းနီတုတ်တယ်ကျွန်တော်အတွက်ကတော့အန်ယွန်ဆန်ရေဘယ်သူက မိုဇူဂိုက်ရှိခုနိုင်ကျွန်တော်တက်တော့အညွန်ဆန်း level 2 and 3 level ကမိုဇူဂိုက်ရှိခုနိုင်မခတ်ဘူးသူများရတဲ့ခက်ချင်းခက်မယ်သူတို့ကတော့မခတ်ဘူးအဲ့ဒီနောင်းကိုပဲကြည်ပြီးပြောတာမျိုးနောင်းဘက်ကကြည်ပြီးပြောတာမျိုးပေါ့နောက်တစ်ခုနန်ကာနန်ဒေနာတူဆိုတဲ့ဟာတွေဒါကတော့လေနောင်းဒီနောင်းတွေဘာတွေပြောချင်တာတော့ minus သဘောနဲ့သုံးတာငါလေအရက်ကြီးဘာတွေတော့တိတ်ပြီးတော့ မတောက်ပါဘူး။အာငါကအဲ့လိုမျိုးကြီးအလတ်ပြင်နာတွေပါရတော့စိတ်မဝင်စားပါဘူး။ဆက်တပြင်းဟိုတရားရုံးကပြောလာတဲ့ခါမှာမျောလင့်ထားခြင်းမရှိဘူး။ညင်းဆန်တဲ့ကိစ္စရက်တွေမှာသုံးတာများတယ်။အာငါလေအဲ့လိုမျိုးပက်ပီးဆက်တွေပါရတော့တိတ်မကြိုက်ပါဘူး။ဆက်တပြင်းပေါ့နော်။အဲ့လိုမျိုးနန်ဘဒွေးပါရီဆိုတာမိုင်းနဲ့အမြင်နဲ့ပြောချင်တဲ့ခါမှာနောင်နန်းကနန်တဲ့နာတို့ဆိုပြီးသုံးတယ်။ဒီမှာအိုဆာခဲနာတို့အရက်တွေပါရတော့နော်မဲနိုင်မတောက်ပါဘူး။မတောက်နိုင်ပါဘူးပေါ့။အဲ့ဆိုရင် minus กว่า minus ညင်းဆန်တဲ့ကိစ္စရက်တွေမှာသုံးတော့အရက်တွေပါရတော့မတောက်ပါဘူး။ငါက ဒီတိုင်းပဲယူသတာဖုတခွာလေးပါပေါ့နော်နောက်တစ်ခုနိခဝတေနိခဝတေကအစာနိခဝတေကအစာဒီမှာတခတရံလို့ရေးပေးထားတယ်အဲ့တော့တခတရံမဲ့အစာထိုးမှမျိုးဆိုလို့ရှိရင်ခဝတေဘာတကြီးအဲ့တုန်းကပြောရေလေအစာထုတ်ခင်ရဘူးလားဆိုတဲ့ကောင်းစဉ်လေးနဲ့ဗီဒီယိုတခုတင်ပြီးခဲ့တယ်ပေါ့နော်အဲ့တော့တခတလေပဲအစာထိုးမှဆိုရင်နောင်နိခဝတေနဲ့အစာထိုးမယ် အမြဲတမ်းအစားထုတ်မယ်ဆိုရင်တော့အောက်မှလာမယ်။ဒါပေမဲ့တစ်ခါတလေမှအစားထုတ်ပြီးတော့အခုကစပြီးတော့အဲ့လိုမျိုးပဲပို့ပို့ဖြစ်လာတော့မယ်အခြေအနေမျိုးတွေမှာတုံးနေပေါ့။ဟာဟာနိခဝတဲ့အဖေစာဝဒရှိကအာရှုဆက်ခီရှိမတ်ပေါ့။ကျွန်တော်ကတက်ရမယ်။အဖေစာကျွန်တော်တက်မှာပါ။အဖေနေမကောင်းလို့အဖေစာကျွန်တော်တက်မယ်ပေါ့။ဒါဆိုရင်အဖေကတော့အမြဲတမ်းနေမကောင်းနေရမျိုးမဟုတ်ဘူးလေ။တစ်ခါတလေမှဖြစ်တော့တစ်ခါတည်းရမယ်။အဖေနေရမှာအစားထုတ်လိုက်တာပေါ့။ ။နောက်တစ်ခုကအမြဲတမ်းအစားထိုးမယ်ဆိုရင် ပုံမှန်အစားထိုးနေကြဆိုရင်တော့ခါဝါရီနီလေးနဲ့သုံးပါမယ်။အဲ့ဒီမှာမှလေဒီမှာဆိုရင်နီကနောက်ရောက်သွားတာနော်။ခါဝါရီနီတစ်ခါတလေမှအစားထိုးရင်နီခါဝါရီသုံးပြီးတော့ပုံမှန်အစားထိုးရင် ခါဝါရီနီလေးဖြစ်တာ။အဲ့ဒီမှာမှသူကရှေ့မှာလိုက်တဲ့ဖောင်နေကလေနောက်တစ်ခုလည်းမဟုတ်ဘဲနဲ့ plain phone ပြီးရင် အရင်တော့အစားထိုးခဲ့တဲ့အကြောင်းတွေပြောလို့ရလို့ plain founding ရောလက်ရှိကာလနောက်ဖြစ်လာမယ့်ကာလတွေရောအကုန်လုံးမှာ EHD EHD အတိုင်းနိုင်ချစ်တဲ့နောက်အတိုင်းဖြစ်ပြောနောက်ဆိုရင်တော့နောက်တော့ခါဝါရီနီဆိုပြီးဖြစ်မှာဒီမှာဆိုရင်ခရမတဲ့ခိတာနော်တဲ့ကားနဲ့လာခဲ့တဲ့အတွက်ကြောင့်မလို့ဗီရုံတော့ခါဝါရီနီဘီယာအစဂျူဆူခရဆိုင် ဖြော်ရည်ပေးပြီးပါအဲ့တော့သူကကားနဲ့လာတိုင်းလာတိုင်းဘယ်တော့မှဘီယာမတောက်ဘူးအဲ့တော့ပုံမှန်အစားထိုးနေကြကားနဲ့လာတိုင်းလာတိုင်းဘီယာစသူကဖြော်ရည်ဒီ juice ပဲသူအမြင်နဲ့တောက်တယ်ပေါ့ဒါဆိုရင်တော့အမြင်နဲ့အစားထိုးနေကြနေ့စဉ်သုံးဆိုတဲ့ပုံစံမျိုးနဲ့သုံးမယ်နောက်တစ်ခုကကြတော့အဲ့လို bad plain found နေ EJT 9 EJT 9နော်နေပဲကိုမ73မှာဘာလဲဆိုရင်ဝတ္တရှိတို့ကကောင်းတဲ့ရလက်ဆိုးတဲ့ရလက်တွေဆိုမင်းမဆက်ရှင်းမင်းရင်က ကောင်းတဲ့ရလတ်ဆိုးတဲ့ရလတ်တွေပြောချင်တော့ဝတ္တရှိတော့ဥခခဲတဲ့တွေစိတ်ဤတဲ့တွေပြောမှာပေါ့အဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့ပြောချင်ဥခခဲတဲ့နဲ့ပြောပြီးတော့အပြစ်တင်တဲ့အနေနဲ့ပြောရင်တော့စိတ်ဤတဲ့နဲ့ပြောမှာပြောချင်တာကတော့ကွာကောင်းတဲ့ရလတ်ပြောလို့ရလာရင်တော့ကျေးဇူးတင်တဲ့အနေနဲ့ပြောမှာကွာမကောင်းတဲ့ရလတ်ရလာလို့ရှင်တော့စိတ်ဤတဲ့အပြစ်တင်တဲ့စိတ်နဲ့ပြောမှာကွာဒီမှာစိန်နဲ့ရှိရသုံးတဲ့ဖောင်နဲ့အကောင်ခုနဟာနဲ့အတူတူပဲဘပလင်းဖောင်လိုက်မယ်အေဂျစ်တင်နိုင်ဂျစ်တနောင်တော့ဆိုပြီးတော့သုံးမယ်ဥခခဲတဲ့ကျေးဇူးကြောင့်ဥပမာဆရာစီကျေးဇူးကြောင့်ကျွန်တော်ဒီ entry level ကိုအောင်ခဲ့တာပါ ဆရာရဲ့ကျေးဇူးကြောင့်မလို့ဒီဒီ grammar တွေကိုရှင်းရှင်းလင်းလင်းနားလည်သွားခဲ့တာပါအမေကျေးဇူးကြောင့်မလို့ပဲကျွန်တော်ဒီနေ့ထိရက်တည်နိုင်ခဲ့တာပါဆက်တဲ့ပြင်ပေါ့တယောက်ယောက်ရဲ့ကျေးဇူးကြောင့်ကောင်းတဲ့ရလဒ်တီဖြစ်လာတဲ့အခါမျိုးမှာ ဒီလိုမျိုးသုံးပါမယ်ဒီမှာဆိုဆန်းစင်းတော့ဥခခဲတဲ့ဂိုကကုတေခိမရှိတာဆရာရဲ့ကြီးစုကြောင့်ပဲဆောင်းမွေးအောင်ခဲ့တယ်ဒီမှာဆိုရင်တော့မကောင်းတဲ့ရလက်ရလာတဲ့ခါမှာအပြစ်တင်စင်းနေပြောပေါ့နင်ကြမလို့ငါအဲ့လိုမျိုးဖြစ်သွားခဲ့တာနင်ကြမလို့ငါဆောင်းမွေးချခဲ့တာဆက်တပြင်းပေါ့နော်အဲ့လိုမျိုးဒီမှာဆိုရင်ရေးထားတယ်ခိုင်တော့စေးကြီးကောင်းလေးကြောင့်မလို့ပဲဒီမှာဆိုရင်ဒန်ရှာနီနိုရီအခုရတဲ့ ယထာစီးဖို့အချိန်နောက်ကျသွားခဲ့ပဲကျွန်တော်ယထာမှတ်မိခဲ့တာနင်ကြောင့်မလို့လေယထာမမီတော့ကြည်လာအောင်အခုဘယ်လိုလုပ်မလဲစသဖြင့်ပြစ်တင်တာကွာမကောင်းတဲ့ရလဲရလာတာယထာမမီဘူးဆိုမှတော့ခက်သွားပြီလေအဲ့တော့မကောင်းတဲ့ရလဲရလာလို့ပြစ်တင်နေတဲ့ခါမှာစေးဒီလေးကိုသုံးမယ်ပေါ့နောက်တစ်ခုနောက်တစ်ခုကထပ်ပြီးတော့ဒီ plain found နဲ့ ejected nighted noun တော့ပုံစံသုံးတဲ့ဟာနောက်ထပ်နှစ်ခုထပ်ရှိသေးတယ်အဲ့ဒီကဘာလဲဆိုရင် warini ဝါရီနေဝဆိုပေမဲ့လို့သာပြောတယ်ဆိုပြီးဘာသာပြန်တာဥပမာထားပါတော့လေကိုထင်တာနဲ့တလွဲစီဖြစ်နေတာအဲ့လိုကြီးဆိုပေမဲ့တကယ်တော့အဲ့လိုကြီးဖြစ်မလားဘူးပေါ့နော်ကိုထင်တာနဲ့တလွဲစီဖြစ်နေတာမျိုးဆိုလို့ရှင်ဝတ္တရှိတို့ကဝါရီနီနဲ့တုံးမှာဥပမာသူကလေအသက်30လို့သာပြောတာ30နေတာမတူဘူး16နှစ်လေးကြာနေရပဲကိုထင်တာက သလဝဲစီဖြစ်နေတာကိုတင်နာ16နှစ်กว่าဒါပေမဲ့သူ့ရဲ့အသက်ကအမှန်တကယ်မှာ30ဖြစ်နေတာသူ့ရဲ့30ရို့ကိုတလွဲထင်နေတာမျိုးပေါ့ကိုသတ်မှတ်ထားတဲ့အကောင့်နဲ့အမြင်နဲ့ပြောအောင်เนาะဒီကတော့ကောင်းတဲ့အမြင်နဲ့ပြောတော့ဒီလိုမျိုးအေးသူကလေအသက်ကြီးရဲ့လူစားပြောတာအသက်ကြီးကလည်းမတူတော့ငငယ်လေးကြနေရပဲလူငယ်လေးကြနေရပဲဖြစ်လက်တက်ကြွနေရပေါ့အသက်ကြီးတယ်ဆိုပေမဲ့လေအသက်ကြီးရဲ့လူသားပြောတယ်အသက်လည်းမကြီးတော့ပါဘူးအဲ့လိုမျိုးကောင်းတဲ့အထင်နဲ့အမြင်နဲ့လွဲနေတာကိုမှကောင်းတဲ့အမြင်နဲ့ပြောချင်ဝါရီနီလေးကိုသုံးပါမယ်တိုရှိနောဝါရီနီဝါ ီအသက်ထက်စာရင်ဝါခခုမီအေရုအသက်ဒီဘယ်လိုပြောမလဲငယ်တဲ့ပုံပေါ်တယ်ပေါ့နော်ဟောအသက်ကြီးရယ်ဆိုပေမဲ့လည်းငယ်တဲ့ပုံပေါ်တယ်ဥမာခြားပါတော့ခုနကဝတိကြီးပြောတယ်လို့ပဲအသက်50လို့သာပြောတယ်50နဲ့တောင်မတူဘူးဆိုပြီးတော့ကောင်းတဲ့အမြင်လေးနဲ့ကြည့်ပြီးပြောလိုက်တာအဲ့ဒါအောင်မမသူ့ရယ်ဆန့်ကျင်ဘက်ဖြစ်တင်တာအမြင် minus အမြင်နဲ့ကြည့်ကျင်တော့ခု10အနည်းနဲ့တော့မှာငါဒီလိုပြောထားပါလျက်နဲ့ဟုတ်လားငါဒီလိုပြောထားပါလျက်နဲ့ညီကငါ့ကိုတောင်းမှာ ဒီလိုမျိုးလောက်ရက်တယ်ဒါမှမဟုတ်ရှင်ထားပါတော့ကွဟာတိနေပါလျက်နဲ့နင်တိနေတဲ့တန်းတော့ငါ့ကိုမပြောဘူးအဲ့ကိစ္စကိုဆက်သပြင်ပေါ့နော်ဖြစ်တင်ပြောဆိုတာခုစဲနေသည်ဖြစ်တင်ပြောဆိုတာမိုင်းနဲ့အမြင်နဲ့ကြည့်တာမိုင်းနဲ့အမြင်နဲ့သူ့အပေါ်မှာနားလည်မပေးတဲ့အချင်းနဲ့ကြည့်တာမျိုးဆိုလို့ရှိရင်ခုစဲနေကိုတော့မယ်ဒီမှာဆိုရင်ရှစ်တဲဤလူခုစဲနေတိနေပါလျက်နဲ့အိုရှီယတဲ့ခုတဲ့နိုင်ပြောမပြဘူးပေါ့ပြောမပြပေးဘူးပေါ့။ညကလေနင်းတည့်ရတဲ့တန်းနဲ့ငါ့ကိုပြောမပြပေးဘူးဆိုရင်တော့ပြစ်တင်ပြောဆိုတာကွာ minus အမြင်နဲ့။နောက်တစ်ခု နောက်တစ်ခုကကျတော့ဘာကြီးလဲဆိုလို့ရှိရင်ဘာရူဘန်နိုင်ခိုးတို့တာခိုးတို့တာလေးရဲ့အခြေပဲကဘတ်တာကောင်းနေမဘတ်တာကောင်းနေလောက်တာကောင်းနေမကောင်းနေဆိုတဲ့ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်ဘာရူဘန်နိုင်ကိုသုံးတယ်အဲ့မှာဝတ်တရုတ်လေးအလုံးစုံမလောက်တာကောင်းနေနော်နင်ဆမွေးနီးနေပြီနော်ဆလောက်တာကောင်းမယ်နော်ဆိုပြီးတော့သူ့မြားကိုပေါ့အကြံပေးရဲဆိုတဲ့နေရာမျိုးမှာ သွားပြီးသုံးမှာသူကဟိုးကအီလေးနဲ့တူတယ်လို့သူရှိရှင်းခဲ့တော့မှာပြောခဲ့တယ်ပေါ့နော်ဒီမှာဆိုရင် modulation နိုင်ခုတ်တော့ that's အလွန်ကြောင့်မလုပ်တာကောင်းတယ် dust နဲ့ dust နဲ့အတူတူပဲလေနော်ဒါတော့မျက်စိမလဲပါနဲ့နောက်တစ်ခုကကြတော့ that's ya မလိုဘူးခုတ်တော့ဝါနိုင်အဲ့လိုကိစ္စမလိုဘူးဆိုမှာတော့လှုပ်ဖို့မလိုဘူးလို့ပြောခြင်း baruk ခုတ်တော့ဝါနိုင် ။ငါဘက်ဆရာမလိုဘူးလို့တော့မရှိဘူးလေနော်။အဲ့တော့လှုပ်ဆရာမလိုဘူးလို့ပဲပြောမှာမလို့။လှုပ်ဆရာမလိုဘူးလို့ပြောတဲ့ခါကျရင်ဘယ်သူကိုစဉ်းစားကြည့်မလဲ။လှုပ်ဆရာမလိုဘူးလို့ပြောမှာတော့ तू လှုပ်ပြီးပြီလား။မလှုပ်ပြီးသေးဘူးလေ။မလှုပ်ပြီးသေးတဲ့အချိန်ကြီးမလို့ petitionary form ပဲတောင်းမှာပေါ့။ Baruch Kutu wa night ဘက်ဖို့မလိုပါဘူး။မဘက်လည်းရတယ်ဆိုတဲ့အတိတ်ပဲ။ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်ငါ့ဘာတရှိရောအီဇိုဘုခုတော်ဝါနိုင်ယခုရတဲ့ဤ ။ဤဆိုကုခုတဝါနိုင်ဆိုတော့အလင်းစလိုလောက်ဆရာမလိုပါဘူး။ယခုတည်းတည်းဤဖြည်းဖြည်းချင်းလဲရပါတယ်။အဲ့လိုဘက်ဆရာမလိုဘူး။ရှီယာဘက်ကိုဒီလိုမျိုးလောက်ဆရာမလိုဘူးလို့ပြောချင်တဲ့အခါမှာ dictionary form ခုတဝါနိုင်ကိုတောင်းမယ်ပေါ့။အဲ့တော့နောက်တစ်ခုကကြတော့အထိပ္ပယ်လေးကိုပြောမယ်ပေါ့နော်ဒိုယူခုတူတာလို့ဆိုရဲလို့သိရတယ်သူကကြတော့အကြားဆိုးနဲ့သွားတူတယ်ဒိုယူအီမီဆိုတဲ့အထိပ္ပယ်အနေနဲ့လည်းသုံးတယ်ပေါ့နော်ဒိုယူခုတူတာလို့ဆိုရဲ ။ပုံမှန်ချားပါတော့ဒီမှာဆိုရင်တော့သုံးတဲ့ဟာတွေဒီဘက် plain form သုံးမယ် EHT EH အတိုင်း NA EHT တွေနောက်နေရလဲ plain form အတိုင်းဓာတ်ထည့်ပြီးသုံးမယ်ပေါ့။အကုန်လုံး plain form လုံးမှတ်ထားလို့ရတယ်။ Do you could do that လို့ဆိုရဲလို့တည်ရတယ်ဆိုတဲ့ပုံစံမျိုး။ဒီမှာဆိုလို့ရှိရင်ဒီချက်ကိုရေးထားတယ်။ ခင်ဗျာမနေ့တုန်းကတိုကျိုတဲ့ကြီးရှင်ကအာတတော်ယူခုတို့တာမနေ့တုန်းကတိုကျိုတိုကျိုမှာကြီးရှင်ငလင်လောက်ခဲ့တာတဲ့လောက်ခဲ့တယ်လို့သိရတယ်ဆိုပြီးတော့တရားရုံးစီကနေပြီးတော့ပြန်ကြားတာမျိုးသတင်းတွေပါတယ်မှာပြန်ကြားတာမျိုးပေါ့နော်ပြချင်တော့တိတော်ပြီးရတရားရုံးစီကနေပြန်ကြားတဲ့ပုံစံမျိုးအကြဆိုးနဲ့တူတဲ့ပုံစံမျိုးနဲ့တုံတာတိုယူခုတို့တာဆိုပြီးတော့ပေါ့နောက်တစ်ခုကကြတော့လေခိုးတူကဒီမှာတော့ခိုးတူတွေခိုးတူတွေပေါ့နော်ဒီမှာဆိုရင်ခိုးတူက ခုတ်တော့ကလေဘလောက်တောင်လဲမမဘလောက်တောင်ဝမ်းသာလိုက်ရသလဲငါဘလောက်တောင်မျောနေလိုက်ရသလဲစသဖြင့်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေတုံးခဲ့တဲ့တုံးကျင်တဲ့ခါမျိုးမှာခုတ်တော့ကဆိုတဲ့အမေစကလုံးလေးနဲ့တုံးတယ်ဒီမှာဆိုရင်ဒေါနာနီဘူရဲရှိခတ်တတ်ခုတ်တော့ကဘလောက်တောင်ဝမ်းသာစရာကောင်းလိုက်လဲကြည့်ပါဦးနော်နေဆောင်မွေးအောင်တော်လေးဘလောက်တောင်ဝမ်းသာစရာကောင်းလိုက်လဲအဲ့လိုမျိုးအဲ့လိုပြောချင်တဲ့ခါမှာခုတ်တုတ်တာခုတ်တုတ်ကနဲ့သုံးမယ်ပေါ့ဒါကတော့အချုပ်ဖြစ်တဲ့အတွက်ကြောင့်မဟုတ်ဘူးတချီအကျဲတဝင်းအရင်ကြီးထက်မရှင်းဘူးเนาะအာတေချာပေါ့မှတ်နိုင်တဲ့လောက်လေးထက်ရှင်းပြပါမယ် နောက်တစ်ခုနောက်တစ်ခုကကြတော့လေတခုခုနဲ့ဥပမာ ပေးခြင်းနဲ့တင်စားခြင်းနဲ့ပေါ့နော်အာအဲ့လိုမျိုးငါလေးအရန်ကိုညီငွေပွဲကောင်းလောက်အောင်ကိုအဲ့ဒီဟာကိုအမုံဆဲပလိုက်တယ်အဲ့ဒီအစားစားကိုအမုံဆဲပလိုက်တယ်ဖြစ်နေတာကတော့တခုခုကိုဥပမာပေးတင်စားတာ ဟာလေအဲ့တရင်ကြတော့ငိုချင်လောက်အောင်ကိုဖြစ်သွားတာတကယ်ငိုလားဆိုရင်တော့မငိုဘူးเนาะဒါပေမဲ့ငိုချင်လောက်အောင် ဖြစ်သွားတယ်ငိုချင်လောက်တဲ့အထိဖြစ်သွားတယ်ဆိုပြီးတော့ဥပမာပေးပြီးတော့ပြောတာအဲ့လိုမျိုးပဲရှင်တဲ့ခါမှာဝတ္တရှိတော့ခူရာယီခူရာယီဟိုဒိုလို့သုံးပါမယ်အဲ့တော့ဟိုဒိုလောက်လောက်အောင်ခူရာယီလောက်လောက်အောင်ဒီမှာဆိုလို့ရှိရင်တော့ရေးထားတယ်အာခီဒူဟိုဒိုတာဘေတာအာခီဒူဆိုတာညင်းငွေတာ ညီငွေဝယ်ကောင်းလောက်အောင်ကိုစားခဲ့တာတချို့တော့နောက်ထပ်မစားခြင်းလောက်အောင်ကိုစားခဲ့တာထပ်မစားခြင်းမူလားလို့ပြောရင်ဟုတ်ချင်ပါလေဟုတ်မယ်နော်တချိန်ကျရင်ပြန်စင်စားခြင်းလဲစားမှာပေါ့ကွာဥပမာပြေကငါလေးအရန်ကိုဓာိုက်ကိုလေးအမုန်းကိုဆက်ပလိုက်တာဆိုတဲ့အထိပ္ပာယ်နဲ့သွားတူတယ်အမုန်းဆက်ပလိုက်တာနောက်ထပ်မစားခြင်းတော့လောက်အောင်ကိုစားပလိုက်တာမျိုးပေါ့နောက်တစ်ခုဟိုတူနောင်ဟိုတူ အာ EHD နာ EHD ဟုတ်လို့ဆိုရင်ဘက်ရင်ဘက်တလာဥမာချပါတော့ဒီရှင်းကအကြောင်းအရပေါ်မှာမူတည်ပြီးအဲ့ဒီဟာကြီးကအဲ့လိုဖြစ်လေးလေးနောက်မှလည်းထပ်ပြီးတော့ပြောင်းလဲမှုတွေရှိလေးလေးဆိုတဲ့ပုံစံမျိုးဆိုရင် EHD နာ EHD ဟုတ်တူအဲ့လိုမှမဟုတ်ဘဲနဲ့ EHD နာ EHD မှာလည်းနောင်းလိုက်တယ်လေအဲ့လိုနာဟုတ်တူဆိုပြီးတော့လည်းလိုက်တယ်နောင်းဟုတ်တူဆိုပြီးတော့လိုက်တယ်ဒါမှဆိုရင်လုံးဝခူတာကြီးသုံးလို့မရဘူးခူတာကြီးသုံးလို့ရတာကြီးမသုံးလို့ရတာကြီးဒီမှာဆက်ပြောမှာဒီမှာဆိုရင်ယာဆိုင်ဟုတ်အာတရာရှိဟုတ်တူ ကိုရှိရာဇိုင်ဝါပေါ့နော်ဟင်းနီဟီရကအတာရာရှိဟုတ်တူလက်ဆက်ရင်လက်ဆက်တလောက်အိုရှိအရတာရှိတယ်အဲ့ဒီဟုတ်တူဆိုတဲ့ဒီရှိကဒီအကြောင်းအရာပေါ်မှာမူတည်ပြီးနောက်မှာလဲပြောင်းလဲသွားတာလက်ဆက်ရင်လက်ဆက်တလောက်အရတာရှိတယ်မလက်ဆက်ရင်မလက်ဆက်တလောက်ဆိုက်ရတာဘာမှမသိဘူးဆိုတဲ့ပုံစံမျိုးတွေပေါ့သူတီခူရာကြီးသုံးလို့မရဘူးဤရဲ့ချစ်တီဟိုတို့နိုင်ချစ်တီဟိုတို့ဘက်ရင်ဘက်တလောက်မဖြစ်ရင်ဖြစ်တလောက်ပေါ့နော်ရှိကဟာပေါ်မှာမူတည်ပြီးနောက်မှာလဲပြောင်းလဲမှာဒီမှာဆိုလို့ရှိရင် ကြာတော့ဘာလာမှာလဲဆိုလို့ရှင်တော့ bad root eject နားရဲ့ eject ဟုတ်လို့ဆိုတဲ့ပုံစံမျိုးသုံးပါဒါကြတော့လေ bad ရင် bad လောက်ရှေ့မှာ ever found နေလိုက်မှာ bad ever e ဆိုရင် e ခဲတယ်ပါနာနာရဒီလိုမျိုးနေတွဲပြီးသုံးတဲ့အခါမျိုးမှာ ဘတ်ရင်ဘတ်တလောက်လှုပ်ရင်လှုပ်တလောက်အကျိုးမြတ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေမှာသုံးတယ်။ဒီဟာကြတော့သူ့ဘာသာသူဖြစ်တဲ့ပုံစံမျိုးလက်ဆက်ရင်လက်ဆက်တလောက်နောက်မှလည်းဆက်ဖြစ်မှာဒီဟာကြတော့ဒီရှေ့မှာအဲ့လိုမျိုးလှုပ်ရင်လှုပ်တလောက်နောက်မှာအကျိုးမြတ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဒီမှာဝတ္တရှိရေးပြထားတယ်အာအီဆိုတယ်ဗာအာအီဆူရီဟိုအာအီဆူရူဟိုတို့ခီဇုဆုခုခီဇုဆုခုပေါ့နော်ဒါမှအာအီဆိုတယ်ဗာဆိုတော့ချစ်ရင်ချစ်တလား အာယီဆုတဲ့ပါချီရင်အာယီဆုလို့ဟုတ်တို့ချစ်တဲ့လောက်ပဲခီဇုခီဇုဆုခုထင်ရရတယ်ပြောချင်တာတော့ချီရင်ချစ်တဲ့လောက်အရန်ခံစားရတယ်နာကျင်ရတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သုံးပါပေါ့ရှေးကကိုလောက်ရက်ပေါ်မှာမူတီပြီးအဲ့လိုလောက်ရင်လောက်တလားဟိုမှာဂျပန်စာကိုလေဂျပန်စာကလေလေးလာရင်လေးလေးလာတလားကိုတို့အကျိုးရှိတယ်ဆိုတဲ့ပုံစံမျိုးမှတ်လိုက်ပါပေါ့နောက်တစ်ခုကကြတော့ခိုးတို့ရောခူရာကြီးရောနှစ်ခုစလုံးသုံးပါနောက်မှာ9ဖောင်နေနဲ့ပါလိမ့်မယ်အဲ့ဒါဆိုရင်ဟောဒီရှေးက9လောက်နောက်မှာ ကောင်းတဲ့ဟာမျိုးတွေမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဒီမှာ now ho do now wa inai နောက်ကတော့9ဆိုပြီးတော့လည်းရှိတယ်။ဘာလဲဆိုရင် what you and fight တုံးကတင်ခဲ့တယ်။တက်ရှိဆိုရင် e9 တက်မဲ့ဆိုရင်9ဆိုပြီးတော့သုံးတယ်လीနော်။အဲ့တော့ဒီတူလောက်တူလောက်ငါဘောကောင်းတဲ့လူမရှိဘူး။ဒီဟာလောက်လေခြိုးတဲ့ကောင်ခြိုးတဲ့အဆဆာမျိုးရှိမှာမဟုတ်တော့ဘူး။ရတာရှိတဲ့အဆဆာမျိုးရှိမှာမဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးတွေမှာသုံးတယ်။ဒီမှာဆိုရင်ဟာဟာဟုတ်တူ what is she oh i shit de kureru hito wa inai အမေလောက်ငါကိုချစ်ပေမဲ့သူသည် မရှိဘူးအဲ့တော့အမေဒီတာနံပါတ်1ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာအမေဒါငါ့ကိုအချစ်ဆုံးဆိုတဲ့ပုံစံမျိုးနံပါတ်1ဆိုတဲ့ခြေနေမျိုးနဲ့သုံးရင်နာဟိုတို့နောက်တောင်မှလို့ရှိရင်ခူတာဤ99ဆိုပြီးတော့သုံးမယ်ပေါ့နောက်တစ်ခုနောက်တစ်ခုကလေစုတ်ခဲလေးစုတ်ခဲလေးပါပြီးဆိုရင်လာလိမ့်ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာတခုခုကိုကိုပြန်မှတ်မိဖို့ကြိုးစားတဲ့အခါမျိုးပေါ့နော်တီပီသားကိုပြန်ပြီးတော့ confirm လုပ်တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့သုံးတာအာ what did you really and four မှာတင်ခဲ့ရတဲ့ကားဆိုတဲ့အတုံးလုံးနဲ့တွားတူတယ် ငါနေ့ကိုပြောလိုက်မိတာလားဘယ်လိုမျိုးလဲဆိုတဲ့ပုံစံမျိုးလေးနဲ့အဲ့ဒါအောင်မှာဘာတရှိလို့ဆုတ်ခဲလေးနဲ့သုံးတာလားဗာလေငါရဲ့မျက်မှောက်ကိုဘယ်နေရာမှာထားခဲ့မိတာဗာလေငါနေ့ကိုပါတီချောင်းပြောလိုက်မိလီလားပြောပြပြီလားဆက်တဲ့ပြင်အဲ့လိုမျိုးပြန်ပြီးတော့တကုတ်ကုတ်ကိုပြန်မှတ်မိဖို့ကြိုးစားတဲ့ပုံစံမျိုးတွေတိပီသားကိုပြန်ပြီးတော့ confirm လုပ်တဲ့ပုံစံမျိုးတွေနဲ့သုံးခြင်းတဲ့အခါမှာဒီခဲကိုသုံးတယ်အဲ့ဒီမှာမှာပြီးပြီးသွားပြီးတဲ့ဟာတွေပဲသုံးမှာမလို့ better ehd ဆိုရင်လဲ tough found ခတ်တာပေါင်းနဲ့ na ehd noun ဆိုရင်တော့ data ဆိုပြီးတော့ ပြီးပြီးသားဟာတွေပဲပြန် confirm လုပ်မှာမလို့ tough phone နဲ့သုံးမယ်ပေါ့ဒီမှာဆိုရင်ဓာရီတက်ခေဓာရီတက်ခေဘသူပါလဲစဉ်းစားလာစဉ်းစားလာပြန်မှတ်မိဖို့စူးစမ်းနေတာနာနီယိုဟာနာရှ်တက်ခေဘာပြောခဲ့တာပါလဲငါတို့ဘာပြောလိုက်တာပါလဲဘာပြောခဲ့တာပါလဲပေါ့အဲ့လိုမျိုးပြန်စဉ်းစားတာကွာပြန် confirm လုပ်တာနောက်တစ်ခုကကြတော့ on da sotte on da sotte ဆိုတဲ့ဟာလေးဒေတဲ့ အကြာဆုံးနဲ့တော့တူပါတယ်ဒီမှာဆိုလို့ရှိရင်ရှေ့ရဟာတွေအကုန်လုံးကိုဝတ်သရှိတို့က dictionary ဖောင်ပြောင်း on dark လိုက်တာကွာအဲ့ဒီမှာမှနောက်မှာဆွတ်တဲ့လေးတုံးတာအဲ့တော့ on dark ဆွတ်တဲ့လို့မှတ်လိုက်မယ် on dark ဆွတ်တဲ့ဆိုလို့ရှိရင်ဒဲဒဲဆိုပြီးတော့အီမမကျဲအခုချိန်ဒီ dictionary တတ်တဲ့လူပြိုကြီးတဲ့ဟာလာလူလွတ်တဲ့ဆိုတဲ့တရားဥစီကနေကြားတဲ့ပုံစံမျိုးနဲ့ပြန်ပြောတာဟဲ तू ကလေခုချိန်ဒီလူပြိုကြီးပဲရှိသေးတာတဲ့အဲအဲ့လိုမျိုးပြောလိုက်တာအဲ့ဒါဆိုရင်ဆွတ်တဲ့ကိုတုံးပါမယ်နောက်ထပ် မှတ်စရာဆက်ပါသေးတယ်။နောက်တစ်ခုကကြတော့ရှီကနိုင်ရှီကနိုင်ကလွဲလို့မရှိဘူးကွာ။ရှင်းမှာတော့တကြီးကိုနောင်ရှီကနိုင်ဆိုရင်နောင်ကလွဲလို့မရှိဘူး။ဒီမှာတော့အဲ့လိုမဟုတ်ဘူး။ back ရှိကနိုင်ဆိုရင် back ယုံကလွဲလို့မရှိဘူးဒီလှုပ်ဖို့ကလွဲလို့မရှိဘူးဆိုတဲ့ပုံစံမျိုး ਨੇ ပြောချင်ရင် back ရူရှိကနိုင်ကိုသုံးပါမယ်လှုပ်ပြီလားဆိုတော့မလှုပ်သေးဘူးလေမလှုပ်သေးဘူးဒီလိုလှုပ်ဖို့ကလွဲလို့မရှိတော့ဘူးဆိုမှတော့မလှုပ်သေးလို့ motivationary form ပဲသုံးတာပေါ့ဒကိရုဒါကဲတက်နိုင်သလားဂမ်ဘာရူရှိကနိုင် 調査ဖို့ကလွယ်လို့မရှိဘူးတနိုင်တလောက်調査ရုံကလွယ်လို့မရှိဘူးဆိုတဲ့ပုံစံမျိုးပါနောက်တစ်ခုကကြတော့ on da mon on da mon ဒါကိုလို့ပေါ်ဆိုတော့သူကလေဟိုမှာချပါတော့ဒီမနေ့ကတော့ငါဘလုံးကစီကိုဖုန်းဆက်တာလေအဲအလုပ်တွေများနေလို့ပေါ့မေ့သွားလို့ပေါ့အဲ့လိုမျိုးကိုမှကွာအချောင်းပြတ်ချက်ပေးတာတော့ပေးတာပဲဒါပေမဲ့ तू ကခက်ချွဲချွဲစကပြောဆန်ဆန်သုံးမှာခက်ချွဲချွဲပုံစံမြတ်တော်ပြင်တော့ကောင်မလေးတွေကလေးလေးတွေသုံးတာများတယ် အော်ငါနေမကောင်းလို့ပေါ့ချစ်တာကိုပေါ့ချစ်လို့ပေါ့ဆိုတဲ့ပုံစံမျိုးကြီးပေါ့เนาะဒီမှာဆိုရင်အားရှိတယ်တော့ဒါမောချစ်လို့ပေါ့ဆိုတဲ့ပုံစံမျိုးအချမ်းပြချက်တော့အချမ်းပြချက်ပြရပါဘာလို့ငါနာအလောက်ကြီးကတ်တွဲနေရလဲအာချစ်လို့ပေါ့ဟာအဲ့လိုမျိုးအချမ်းပြချက်ဆန်ဆန်ခက်ချွချွပြောခြင်းတဲ့ခါမျိုးမှာ on the moon လေးကိုသုံးပါမယ်နောက်တစ်ခုနောက်တစ်ခုကတော့ ုံးခုပဲကျန်တော့တာဘာတချို့ဒါလေးတွေဆိုလို့ရှိရင်စွန်နောတမေနီစွန်နောတမေနီကအဲ့ဒီအတွဲကြောင့်မလို့ဒီရှေးက reuse ကြောင့်မလို့နောက်က b ဆက်ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေဆိုရင်စွန်နောတမေနီနဲ့ဆက်မယ် sentence နှစ်ကြောင်းကိုဆက်တဲ့ဟာမျိုးတွေဟိုမှာ a ကြောင့်မလို့ a ကြောင့်မလို့ b ဖြစ်လာတာ အေကြောင့် B ဆက်ဖြစ်လာတာပေါ့နော်။ဝါဒချီဝနင်ဟွန်းရဲ့အခိတိုင်ငါကဂျပန်နိုင်ငံကိုသွားခြင်းနဲ့ဆိုနိုတာမယ်နီအဲ့ဒီအတွဲကြောင့်မလို့ပဲနင်ဟွန်းကိုဘန်ကျော့ရှိတဲ့လူဂျပန်စာတင်နေတာ။ဟောဒီ A ဆိုတဲ့ review ကြောင့် B ဆိုတဲ့ခက်ကရလက်ဖြစ်လာတာ။အဲ့တော့ဂျပန်နိုင်ငံကိုသွားခြင်းလို့ပဲဂျပန်စာကိုတင်နေတာပေါ့။အေကြောင့် B ဆက်ဖြစ်လာတယ်ဆိုတဲ့ပုံစံမျိုးတွေမှာသုံးတယ်။နောက်တစ်ခုကဆိုနိုခက်ကအဲ့ဒီရလက်ကြောင့် အဲ့ဒီရလဲကြောင်းဆိုရင်တော့ဒါဆိုရင်စူးစားအထုံမှုပါလာပြီဒီရှေ့ကအေအီကိုလုတ်ခဲ့တယ်အဲ့ဒီရလဲကြောင်းမဲအဲ့ဒီကြောင်းမဲနောက်မှာရလက်တွေထွက်လာတယ်ဆိုတဲ့ပုံစံမျိုး A ဆိုတဲ့စူးစားအထုံမှုကြောင့် B ဆိုတဲ့ရလက်တွေရလာမျိုးပြောချင်ရင်ခက်ကာကိုသုံးမယ်ဒီဟာကကြတော့အဲ့ဒီအတွေ့အကြောင်းမလို့နောက်မှာလုတ်မှာရလက်တွေဘာတွေကိုပြောတာမဟုတ်ဘူးဒါရလက်တွေရလာတဲ့ခါမျိုးမှာသုံးတာဒီမှာဆိုလို့ရှိရင် Doshtemo Akira Mezuni Susuketa so so ဘယ်လိုပဲဖြစ်ဖြစ်လုံးဝလက်မလျှော့ခဲ့ဘူးပေါ့နော်လေရေလေးကိုနည်းတိခံပြီးကြည့်ပြပါဆိုတော့ခက်ကအဲ့ဒီရလက်ကြောင့်မလို့ပဲအဲ့ဒီကြောင့်မလို့ပဲရှီကော့တိုတဲ့ဆဲခိုးရှင်ဆဲခိုးရှင်နေနတာပေါ့နော်အဲ့ဒါကြောင့်မလို့ပဲအလုံးမအောင်မြင်ခဲ့တာအေးဆိုတဲ့စူးစားအထုတ်မှုကြောင့်ဘီဆိုတဲ့အောင်မြင်မှုရလက်တွေကိုရလာတယ်ဆိုတဲ့အခြေအနေမျိုးကိုတုံးတယ်နောက်တစ်ခုကကြတော့ နာဇေနာရာဘာဖြစ်လို့လဲဆိုတော့နာဇေကတောယူတောဒုရှိတေကတောယူတောဆိုပြီးတော့ဘာဖြစ်လို့လဲဆိုတော့ဆိုမှာတော့အေချောင်းဖြစ်လာတဲ့အချောင်းပြချက်ကိုနောက်မှဘီမာပေးတာဒီမှာဆိုရင်ជីជីလာရှိခတ်တောရမယ်တိုင်းအလုတ်ထွက်ချင်နေနာဇေနာရာဘာဖြစ်လို့လဲဆိုတော့အဲ့ထွက်ချင်တဲ့အချောင်းပြချက်ကိုနောက်မှဘီမာကျူရောကစုကနိုင်းခါရာလာစာနေလို့ပေါ့အေချောင်းမလို့အေရဲ့အချောင်းပြချက်ကိုဘီမာလာပေးချင်တဲ့အခါမျိုးမှာနာဇေနာရာနဲ့ဆက်ပါမယ်ပေါ့ဒါဆိုလို့ရှင်တော့ဒါဒီ လေးမမြောင်ရဲ့အချုပ်ကိုထပ်ပြီးတော့ပြောပေးခဲ့တာဖြစ်ပါတယ်အချုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတယ်ရှိတို့ကလေးမမြောင်စလုံးကိုနားထောင်ပြီးမှအချုပ်ကိုကြည့်တယ်လို့လည်းမျှော်လင့်ပါတယ်အဲဒါကြောင့်မလို့ဟိုတယ်ရှိရဲ့အကျေတဝင်းဟိုမှာတည့်ရချင်းရှင်းနှောင်းကသင်ငန်းစာတွေလိုမျိုးအကျေတဝင်းရှင်းမပြတော့ဘဲနဲ့မှတ်မိနိုင်လောက်မဲ့အချက်လေးရင်းနဲ့ပဲတွေ့ပြီးတော့ရှင်းပြခဲ့ပါတယ် really တကြောင်စီပဲထည့်ပြီးပြောသွားခဲ့ပါတယ်ဒီလောက်ဆိုရင်တော့မင်းဆက်တို့အတွက်ကောင်းကောင်းကြီးနှစ်ခေါက်သုံးခေါက်လောက်နားထောင်ရုံနဲ့တစ်ပတ်လုံးစာကိုပြန်ပြီးတော့နှွေပြီးသားဖြစ်သွားမယ်လို့မျှော်လင့်ပါတယ် ဘာတရှိတီညနေမှတင်ပေးရတာဖြစ်တဲ့ကြောင့်မလို့ဟာပြောတာအမှပါသွားခဲ့ရင်ဒီကံပြီးတော့ကြည့်ပေးပါချစ်တဲ့စိတ်နဲ့နားလည်ပေးကြပါလို့ပြောချင်ပါတယ်။ဂျာမနက်ဆန်အော်စကာရဲ့ဆာမဒေရှ်တာတကယ်လို့ဒီဝတ္ထရှိတင်ပေးတဲ့ဗီဒီယိုကအကျိုးရှိတယ်။နောက်ထပ်ဂျန်နီရဲ့ Fight Night 6နဲ့ရဲ့အချုပ်တွေတင်ပေးစီခြင်းနဲ့ဆိုလို့ရှင်လဲ comment လေးမှာမှတ်ပေးကြနော်။ဂျာမာတနေဘိုင်ဘိုင်ဦးရဲ့ဆူမီ